ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့အခုလက်ရှိအချိန်လေးပေါ့ကျွန်တော်ရခိုင်ပြည်နယ်နဲ့အေရဝတီဇက်ဘကိုးတိုင်းဇက်နမကွေးတိုင်းဇက်မှာဟိုတက်မလို့နဲ့ဒီအေအေနဲ့စစ်ဖြစ်နေအေနဲ့စစ်ဖြစ်မှာပေါ့တပုံကတပုံကတာလာတပုံပေးတာအောင်လုပ်ထားရလဲဒီမင်းအောင်လိုက်နဲ့သူ့ရဲ့သူမင်းမပဲလို့ကျွန်တော်တို့ကထင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အမကျွန်တော်အခုဆိုရင်ကျွန်တော်တို့ဟိုတနေ့ကဆိုရင်ရဲအရာရှိတယောက်စနိုက်ပါနဲ့ ပြတ်ပြတ်ခတ်ခံရတာအားလုံးသိပါနော်အရသားကားနဲ့သွားတာအားလုံးမှ၃ယောက်သွားတယ်လို့ကျွန်တော်ကြားသိရတယ်နော်တယောက်ကရဲရရှိကတော့စနိုက်ပါထိပြီးတော့ဘယ်လိုခေါ်မလဲဆိုတစ်ချက်နှစ်ချက်သုံးချက်ကားပေါ်မှာရင်ထိတယ်ထိတော့သူ့ကိုထိပြီးတော့ပြန်လာတဲ့တန်ကလည်းပြန်ကန်လာတဲ့တနတ်ကကြည်စံကလောက်ငယ်သားကိုထိတယ်လောက်ငယ်သားကိုထိတဲ့အခါအကောင်လေးကထွက်ပြေးပြီးတော့ကောင်လေးတွေကပြန်ရောက်ပြီအဲ့ကားရောအဲ့အလောင်းရောအခုချိန်ထိယူလို့မရသေးဘူးယူလို့မရသေးဘူးနော်အဲ့နောက်ထပ် ဒီတာပေါင်းလေးမှာဆိုလို့ရှိရင်တပုံတွေအများကြီးရောက်နေပြီလို့ကျွန်တော်ကြားသိရတယ်။နော်တပုံတွေဒီ AA နဲ့ PDF တွေပေါင်းပြီးတော့အများကြီးရောက်နေတာဘယ်ကနေဆုတ်လာဆိုကျွန်တော်တို့ဒီမကြီးစင်တို့နော်အဲ့ကနေပြီးတော့စစ်ကအခု AI ဘက်မှာဆုတ်နေရပြီ။အဆုတ်နေရတဲ့အခြေအနေမျိုးတွေရှိတယ်။မြေပြင်တက်မှုတွေကလည်းမယူတာသူတို့မှမယူတာတာဗျာတက်မှုအောက်ကိုချင်တက်မှုလည်းဘလို့ယူတာမှလဲအထက်ကလာဆိုလို့ရှိရင်ခွင့်မဲ့ပြက်ကွက်တို့ပြေးတာတို့ဘာလို့တေချာမပြောဘဲနဲ့ လာစားတွေထုတ်စားဒီအဲ့တော့နိုင်ငံကအခုလက်ရှိချိန်မှာစေရေးဆရာမှာဖြစ်ချင်တိုင်းဖြစ်နေပြီဖြစ်ချင်တိုင်းပြောရမလို့ဥမရအောင်လည်းမနိုင်တော့ဘူးမနိုင်ရင်ဘာလုပ်ရမလဲထွက်ပေါက်ရှာထွက်ပေါက်ဒီတိုင်းထားနေလို့မရအောင်ဆိုလိုချင်တာကအလုတ်လုတ်တက်ရမယ်လုတ်လုတ်တက်မှဆိုတာလေပုပ်လိကပေးနိုင်ရမယ်ပုပ်ဖြတ်ပေးနိုင်ရမယ်စီးပွားရေးလုပ်ငန်းပုပ်ဖြတ်ပေးတယ်မှာအခုစေရေးဆရာမှာပုပ်ဖြတ်ပေးလိုက်ပုပ်ဖြတ်ပေးလိုက်ရှင်တချို့ကတာဝန်ယူထားတယ်မကြည့်မယုံလို့ရှိရင်မြို့တစ်မြို့ပဲပေးဦးချုပ်ခိုင်းကြည့်လိုက်တဲ့ နော်၃နှစ်နေလာပြန်ကြည့်လိုက်ပါလို့ဒီမျိုးตายရနေစေရမယ်နဲ့ PDF တပုံစစ်သွေးကြနိုင်ငံဖြည့်ဆည်းမဲ့ကောင်တွေမရှိစေရဘူးအဲ့လောက်ထိအောင်အာမခံနိုင်တဲ့သူတွေရှိတယ်အခုတော့အခုတော့နိုင်ငံအဲ့လိုလည်းမပေးဘူးအမေတကာကိုဖျဲသီးလုပ်ပြီးအထဲမှာဖြည့်ဆည်းပြီးတက်မတော်ကိုဖြိုခွဲဖို့ကွန်မြူနစ်ကအထဲကိုရောက်နေသလိုတိုင်းရင်းသားဘယ်လိုခေါ်မလဲဆိုအယောင်ဆောင်ပြီးတော့ဒေါ်ဂျူဂျူလာအထဲကိုရောက်နေတဲ့ပုံစံမျိုးနဲ့နိုင်ငံရောတက်မတော်ကိုဖြည့်ဆည်းနေတာဖြစ်တယ်တမင်ကောင်ဖြည့်ဆည်းနေတာပါ ချိန်တိုင်းဘက်ကနေလေးနဲ့ကောက်လင်းလင်းမလင်းသူတို့အချင်းချင်းချိန်ထားပေးသားဖြစ်တော့ဘက်ကူးသွားလိုက်ရုံပဲယူကြောင်မူကြောင်လွတ်သွားလိုက်ကွီဖြိုးလို့ပေါ့အန်ဒီခက်ကကြီးရဲတောက်ခဲ့တယ်နိုင်ငံလဲဝန်းနိုင်လဲဖြစ်လဲဖြစ်ရောဒါကြဲယူကြောင်ယူကြောင်ဆောင်ပြီးတော့တက်တဲ့ပေါင်းလိုက်အဲဒီပုံစံမှာသူလည်းတနေ့ကျဒီပုံစံမှာလုံးမဲ့ပုံစံမျိုးတွေဖြစ်နေတယ်နော်တမလို့သားရရန်တနာပုံကောင်လောက်ငယ်သားအဲ့တော့လောက်ငယ်သားတွေကတော့အယိုးကန်စိတ်နဲ့အရှိန်အဟန်တိုက်နေတယ်တကယ်တကယ်တမ်းတက်မလို့ကို ထက်ကနေပြီးတော့ဖြတ်စည်းနေတာကခင်ဗျားတို့ရာလူကြီးတဲ့ပုံစံတွေဖြစ်နေတယ်။အဲဒီမှာဘာလို့လဲဆိုတော့ဥမေအွန်လိုင်းကနေအစာကြီးဖြစ်တာပါနော်။အဲ့တော့ဒါကျွန်တော်အနေနဲ့ဟိုတောင်းတောင်းမသေးချာမသိပဲနဲ့တော့ပြောလို့တော့မကောင်းဘူး။ဒါပေမဲ့ချုပ်သတင်းတွေကအသူတို့အဲ့ဒီဒီရခိုင်ပြည်နယ်မှာဘယ်မှာတက်စုနေတယ်ဘယ်မှာသဘုံတွေထားနေတယ်ဆိုတာအဲ့ဒီအထက်အဆင့်တည်းရှိတယ်။အထက်အဆင့်နောက်ဆုံးပဲပြောပြသတင်းမှန်ပြန်ကြားရေးအစာတည်တယ်လို့ကာကျုံနဲ့ဒုကာကျုံကအစာတည်တယ်။ အဲ့တော့ဘယ်သူကဘယ်သူကိုတားနေလဲဘယ်သူကဟိုဩဇာထက်နေလဲဆိုတော့အဲတော်တော်လေးကိုတုံ့တက်လာတော်တော်ခက်ခဲနေပြီအဲ့တော့အခုလက်ရှိအချိန်မှာရေဘူးကတုံ့တက်လို့ရတာကတော့ကျွန်တော်တို့ဒီ theory အတိုင်းလေးပေါ့ဗျာ conspiracy theory လို့ခေါ်တာပေါ့ community ဟိုရင်ကနေပြီးစစ်တပ်တွေကိုဝင်နေဝင်ပြီးတော့သူတို့ကြုံရတာအတိုင်းအဲ့ချာမို့ community ကိုဝင်လို့မရအောင်လို့ဆိုပြီးစစ်တပ်ကပိတ်ထားတာရှိတယ် community နဲ့ပတ်သက်စစ်ထဲတွေဝင်လို့မရအောင်ရာလူတွေမတို့ DSC တွေတက်လို့မရအောင်စစ်ထောင်လိုင်းကြီးပိုဝင်အဲ့တော့ အဲ့လိုတည်းမှာတယောက်တလေကောက်ပါလာပြီးတော့အခုရာလူကြီးကြီးရတော့မှအဲစစ်တပ်ကိုဖျက်ဆီးပြီးတော့နိုင်ငံကိုဖျက်ဆီးဖို့ကြံနေတာလားအဲထို့တူပဲအဲဘယ်လိုခေါ်မလဲဆိုရခိုင်နေရာလူရာလူကြီးကြီးရဖို့တော့စစ်တပ်တဲ့ဝင်နေဝင်နေဝင်နေနောက်ဆုံးရာလူကြီးကြီးမရခံဆုံးဖြတ်ချက် decision ပေးနိုင်တဲ့အချိန်နေမရောက်လို့ရှိရင်နော်တချို့လုံမယ်ပေါ့တို့က decision ပေးနိုင်တဲ့အချိန်ရောက်ချင်းတို့တို့ရဲ့ဒီပြည်တွေမှာပြန်တိုက်တပုံနဲ့ပေါင်းပြီးတော့နိုင်ငံကိုခွဲထွက်မဲ့ပုံစံမျိုးတွေလုပ်မယ်အေးအဲ့တော့ ခုလက်ရှိအခြေအနေမှာညဒေါ်ဂျူဒီလာရက်ခိုင်မယ်နော်ဘလောက်ကြီးပဲရက်ခိုင်နေကတို့ရဲ့ဟိုတို့ဘကောင်းကောင်းနောက်ဆုံးပြတော့ဒီလက်ကအကိုက်ခံမှာပဲအဲ့တော့သူကိုယ်တိုင်ကပဲဒီရက်ခိုင်ပြည်နယ်ကိုနော်ဟိုဘလောက်ခေါ်မဆိုရှင်တချို့လောက်နေသလားဒါကျွန်တော်စဉ်းစားရမှတိုက်တာဖြစ်လာပြီကြားလေယုံကြည်မှုသိမ့်မှန်တယ်မြေပြင်တက်မလို့သားလေကျွန်တော်ရန်ကိုတနာတယ်အညာညှတာတယ်တို့မှာဘုပ္ပတိပါမေအခြေတိုင်းအတိုက်နေရတာတကယ်တကယ်ကြတော့ ဒီတပုံနဲ့ပေါင်းပြီးတော့တပုံစစ်စစ်ကသူတို့ကိုယ်တိုင်ပြန်ဖြစ်နေသလားလို့သုံးသပ်ပုံစံဖြစ်နေ။အဲ့တော့ဟွန်းအဲ့တော့အကိုရေးတဲ့ ARV တိုင်းသိမ်းခံရနိုင်သလားကို ARV တိုင်းအခုလို့တဲ့တာပေါင်းလေးမှာအင်အားထောင်ချိုရောက်နေပြီလို့ကြားသိရတယ်။ဒီကျွန်တော်တို့စနိုက်ပါတွေကအစအရောက်ရှိနေစနိုက်ပါမျိုးသမီးစနိုက်ပါတွေကရောက်ရှိတယ်။အဲ့တော့ ARV Z မှာအချိန်နည်းနည်းလေး အဲရုံးကန်နေရတဲ့အတိုင်းတာတွေအာရှိတယ်ဟောဗျာနော်အဲ့တော့ကျွန်တော်နိုင်ငံဟိုဘလော့ခေါမလဲဆိုလို့ရှိရင်ရွေချက်ချစ်ဖြက်စီးခံနေရပြအဲ့တော့မနိုင်ဘူးဆိုလို့ရှိရင်နိုင်တဲ့သူကိုပေးအုပ်ချုပ်လိုက်ပါမပူပါနဲ့နော်နိုင်ငံမှာဒီနိုင်ငံကိုဖြက်စီးခံရမယ့်အရေးဖြစ်နေတယ်အဲ့တော့ခင်ဗျားတို့ကိုယ်တိုင်ဒီတပုံနဲ့ပူပေါင်းပြီးဖြက်စီးနေတဲ့ပုံစံမျိုးပြတပုံကလည်းမွေးတယ်စစ်တပ်ကလည်းချုပ်ထားပေးတယ် အတူတူကိုယ့်ဘက်သားအဖြစ်ကဒီဦးမင်းအွန်လိုင်းနဲ့သူ့မိန်းမပုံစံမျိုးဖြစ်နေတယ်။အဲ့တော့ခင်ဗျားတို့ဒီပုံစံမျိုးဖြစ်နေဆိုတော့ကျွန်တော်တို့ပြောလို့ရနေပါပြီ။နောက်တစ်ခုအနေနဲ့ကတက်မလို့အနေနဲ့အခုလှုပ်တင်တာကတော့ပုတ်လိကပေးရင်လည်းပေးလိုက်ဆိုလို့ကျွန်တော်ကဒီမြေဒီမြေမှာရှိနေတဲ့เนาะဥပမာဖြစ်ကျွန်တော်တို့ဆရာတော်ဥပဝတ္တဝါရဲ့တက်တယ်ဆိုရှင်သူတို့အများကြီးလှုပ်နိုင်တယ်။အများကြီးလှုပ်နိုင်တယ်။ အဲ့တို့နဲ့မှာတို့ဖြစ်သူချားရှိရှိတဲ့ဒီပြည်သူစစ်တွေနဲ့အားလုံးချိတ်ဆက်မှုကောင်းကောင်းနဲ့စစ်ကြောင်းထိုးနေမယ်ဟဲ့ဆိုရင်စကိုင်းတိုင်းအောင်တို့ကတ်လို့တော့မရအောင်ဒါမျိုးလည်းပေးမလို့တမင်ကောင်ချုပ်ထားလာဟမ်နိုင်ငံကတော့အခုနိုင်ငံကတော့အခုတို့ပျက်စီးနေပြီအဲ့တော့အုပ်ချုပ်ရေးညာညာကြီးမှလည်းပျက်စီးနေပြီ နော်စစ်မှုတိုင်းရန်ရဖော်ဆောင်လဲပျက်စီးနေပြီရာထူးဆင်းဆင်းနိုင်မှာဘူးစားလာတဲ့ဘယ်ကောင်မဲစားရဖားတွေကြည့်လိုက်လို့ရှိနေအလုတ်လုတ်တဲ့စားရဖားနဲ့ငွေစားကျင်တာနဲ့တခါလဲဒီငွေစွာရောင်းတဲ့စားရဖားနဲ့နေတိုင်းကြည့်လိုက်လို့ရှိရင်နှလုံးဒီသမားလေးတွေလာပြီးပြဿနာရှာရင်းနဲ့နော်ပြဿနာရှာရင်းနဲ့စားတောင်းနေရတယ်ပေါ့နော်အဲကရာထူးကြီးကြီးမားကြည့်လိုက်လို့ရှိရင်နှလုံးဒီတိုင်ကြီးတွေနော်သုံးလုံးတိုင်ကြီးတွေဘောလုံးတိုင်ကြီးတွေလောင်းကစားတိုင်ကြီးတွေအာဒါတွေကသူတို့ခွန်တာပဲသူတို့စီကအနိုင်ကျင့်နေတိအောင်တိအောင်သလားအဲ့လိုပုံစံမျိုးတွေဖြစ်နေတယ် အဲ့တော့ရက်ွက်ထဲရအောင်ဆိုလို့ရှိရင် ဖြစ်ချင်တိုင်းနေဖြစ်ပြက်ချင်တိုင်းနေပြက်ဆုပ်ပြတ်တတ်နေပြီအဲ့တော့ဦးမြောင်လာတိုင်းကြီးကိုဖျက်ဆီးနေတာဖြစ်နေပြီအဲ့တော့မလုပ်အောင်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကဲဖျက်သည်စစ်စစ်ကိုရှာပါဖျက်သည်စစ်စစ်ကတော့တဖက်သဘုံမီဒီယာတွေကပြောသလိုပေါ့ဗျာနော်သူကိုယ်တိုင်ကဖျက်သည်ကြီးလားအခုကြည့်တဘုံလက်ထဲကိုလက်နက်တွေရောက်သွားတယ်ဘယ်သူလက်နက်မှမဟုတ်ကိုယ်လက်နက်တွေပဲတဘုံကစနိုက်ပါက မီတာ1500လောက်ထိသွားနိုင်တယ်သူကျွန်တော်ကြားသိရတယ်နော်တို့တက်မလို့ကစနိုက်ပါကအခုချိန်ကြီးစနိုက်ပါကိုအရောက်တိုင်းလည်းမထောက်ပံ့ပေးနိုင်ဘူးဘယ်လောက်ထိတယ်ဆိုရဲဆိုတော့ကျွန်တော်အခုဆိုသတင်းကြားထားတာရှိတယ်တက်မလို့ကစနိုက်ပါကိုတပုံလက်ထဲကိုရအောင်ပို့ပေးတာလက်နက်မှောင်ကိုလုံနေတာလဲတက်မလို့တဲကပဲဖြစ်နေတယ်တက်မလို့တွေကအကန့်သေးတယ်ပဲအထဲကပဲဖြစ်နေတယ်အဲ့တော့နေပြည်တော်လိုမြို့ကနေပြီးတော့ စနိုက်ပါကိုနော်တပုံလက်ထဲကိုရောက်ယူသွားတာလေဒီသတင်းတွေကဟိုကျွန်တော်တို့ဒီ DKB ဘက်ကနေပြန်ကြဟာဒီသတင်းကကျွန်တော်တို့မှာအဆက်တွေအကုန်လုံးရှိတာဟုတ်ဗျ DKB ဘက်မှာကုလူတွေရှိတာပဲ KA မှာလည်းရှိတာပဲကျွန်တော်တို့ဟိုညင်းခုံစည်းနေတဲ့အခါကျတော့သိနေစကားကပြောရင်ပြောရင်းနဲ့စကားကသူကဇာတိပြတာဒီစနိုက်ပါဘယ်ရရတယ်ထင်လဲဒီစနိုက်ပါကမင်းတို့နေပြည်တော်ကနေပြီးတော့ငါတို့ဝယ်ထားတာဆိုတော့စနိုက်ပါစေးပြီးပြီးတုတ်ထားတာ တက်တက်ကထုတ်တဲ့စနိုက်ပါကြီးတေလာတာလေဘလို့တေလဲလဲမမင်းနဲ့မပြောဘူးလေဘလောက်မှလည်းကုံတာမဟုတ်ဘူးလေကြည့်အဲ့လိုမျိုးတွေရာထူးစင်းစင်းတိုင်းမှာစိုးရင်စရာကောင်းလောက်အောင်ကိုတယောက်ကိုတယောက်မယုံကြည်ရတဲ့ပုံစံမျိုးတွေဖြစ်နေတယ်ကိုမမောင်နဲ့အင်းတော်အချင်းနဲ့ပြောပြပါအင်းတော်ကတော့နောက်ဆုံးခံစစ်အနီအောင်စီးချနေတယ်နော်အင်းတော်မှာအဲ့တော့ ဟိုဘယ်လိုခေါ်မလဲဆိုတော့ဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်ပြီးတော့ဒုက္ခတွေများတယ်အဲ့တော့ဘာလုပ်ရမလဲခင်ဗျားတို့နိုင်ငံကိုတိဆောက်တဲ့နေရာမှာ ပုတ်ဖြတ်ပေးရတော့မယ်နော်ပုတ်ဖြတ်ပေးမယ်ဆိုရင်တကယ်တမ်းသဲဆွဲရှိပြီးတော့နိုင်ငံကိုတစ္ဆာရှိတဲ့ပြည်သူစစ်တွေမွေးရမယ်အဲသူတို့ကိုအာဏာဝင်အနေပြီးတော့အဲ့နေရာတွေနှိမ်နှင်းရမယ်ကျန်တာအခုချိန်မှာစစ်ဖြစ်နေအောင်ပါပဲလူခွင့်ချိုးဖောက်မှရှိနေသေးတာပဲ ေထုတ်သူပဲအဲသူတို့တွေအတိုင်းတာနေနဲ့သူတို့တွေလှုပ်ဆောင်မှုတွေမှာပါနောက်ကလည်းထိမ့်မေးုံနဲ့အစဉ်ပြေနေပြီအဲ့တော့တော်တော်ပြက်စီးနေတာအခုရခိုင်ပြည်နယ်မနေ့ကဆိုလို့ရှိရင်လဲဒါတကယ့်ကိုနေရာကောင်းမှာအေးအေးလေးလုံးတဲ့အရင်နဲ့ရှိနေတဲ့နေရာအောင်မှာပဲအလှကြည့်ပြီးတော့အလှကြည့်ထားတယ်ဒါရင်တင်းငုံကိုဟိုအထက်ထိရတယ်ထက်ထိရတာအောင်လွတ်ထားပေးလိုက်ပါအနောက်ထက်နောက်ထပ်နေရာကြီးလဲဟာလွတ်ထားပေးသူတို့ကိုယ်တိုင်ကဖျဲသီးဖြစ်နေမှာအောက်ချီမှာဖျဲသီးဖြစ်တာ စစ်ရှုံးတာစမ်းသလားမရိုးသားဘူးလို့ကျွန်တော်ပြောရပါရနော်တပုတ်မှာကျွန်တော်တို့တက်မလို့သားတွေထပ်ပို့ပြီးပါလာတာဘာတစ်ခုမှမရှိဘူးတက်မလို့ကမှသူတို့ကပို့ပြီးပါလာသေးတယ်အဲ့ဘာလို့လဲဆိုလက်နက်ကောင်းတွေအကုန်လုံးရှိတယ်တနက်ကိုကင်နေတာလွန်ခဲ့တဲ့နှစ်80ကျော်ကင်နေတဲ့စစ်တီစစ်ပရိုကောမဆိုရှင်အဲစစ်တပ်ဖြစ်တယ်မနစ်တနေ့ရမှာတနက်ကင်တဲ့ကောင်တွေကစစ်တပ်ကိုဒါမျိုးချင်းချောင်းနိုင်တယ်ဆိုတာက မယူတာဟုတ်ဗျာလုံးဝမယူတာပါအခုဖြစ်နေပြက်နေတဲ့အရာတွေအားလုံးဟာလုံးဝမယူတာပါတပုံကောင်းလို့နိုင်တာမဟုတ်ဘဲနဲ့စေတရတပုံတွေကောင်းလို့နိုင်တာမဟုတ်ဘဲနဲ့ကိုယ်လူတွေကိုယ်တိုင်ကိုကဟိုလွဲမားတဲ့မူဝါဒတွေဖျဲသီးမူဝါဒတွေဖျဲသီးတွေကာကျုပ်ဖြစ်ပြီးတော့နော်ဖျဲသီးတွေဒီတတ်ထဲရောက်နေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ဗမ္မာကြရင်မပခတ်တယ်မဟုတ်ဘူးတဲ့စကိုင်းတိုင်းမှာတိုက်ရိုက်ပြင်းခံမှာ မှန်တယ်နော်အဲဒါမဲ့တော့ဗံမောဘက်မှာတော့အခုကကိုဘက်ကစစ်တီတယ်ဗံမောကလည်းတတိကောင်းတယ်နော်တတိကောင်းသလိုကိုဘက်ကလည်းစစ်အင်အားတွေရောက်နေပါပြီအဲ့တော့ဗံမောရောက်ဖို့တော့သူတို့မမျောလင်းသေးတယ်ဘူးလို့ထင်တယ်ဗောနော်ဟိုစာကခါ21လုံး366ရပြီပါတော့ဟိုကျွန်တော်တို့ကျွန်တော်ရတဲ့တင်းနဲ့ဆိုလို့ရှိရင်တော့လွင်းနေပါလေနော်အဲစစ်အင်အားတွေလည်းရောက်နေပါပြီဗံမောဘလို့ဘလို့ရောက်သွားလဲဆိုတော့ကျွန်တော်တို့ပြောရခက်တယ်နော်ကျွန်တော်လည်းပြောနားလည်မှာမဟုတ်ဘူးဗာသူတို့စီးဘလို့ပို့တယ်ဘလို့ တော့ဘမ်ဘိုမှာတော့ပြက်သားတယ်လို့ပြက်ပြက်သားသားနဲ့ခြာနေတယ်အဲ့တော့ဘမ်ဘိုရဖို့လည်းမမျောလင့်ပါနဲ့လို့ပြောရမှာပါမာလာက သုံးဖို့မကြတော့နော်မနိုင်တယ်တကယ်တကယ်ဖျက်သေးပြူပါပါဖျက်သေးပြူပါပါနော်မာလာသုံးဖို့မကြအဲ့တော့ဘာလောက်ရမလဲဆိုတော့တအားလူမျိုးကဘလောက်မှရှိတာမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့မိုးကုတ်ထိအသိခံရဆိုတော့စဉ်းစားကြည့်ပါဗျာနော်ရခိုင်ဆိုတာလည်းဘလောက်မှရှိတာမဟုတ်ဘူးအဲ့ဒါကိုရခိုင်ပြည်မှာရှိတဲ့စစ်ထာတာကြီးအသိခံရဆိုတော့ တနည်းအားဖြင့်ပြောရမှာဆိုဗျာဟိုစစ်တပ်အနေနဲ့ပြပြသားသားလုပ်လိုက်မယ်ဆိုရင်အေးအေးဆိုတာမျိုးပါကန်းသွားမယ်မျိုးကန်းသွားသူစေးပေါ်ဆောင်တဲ့နေရာတွေအားလုံးမှာရှိတဲ့ဒီစစ်သေးကြတပုံမှန်သမျှမျိုးသုံးပျောက်ွယ်သွားတော့မယ်တရဝါမျိုးတွေဖြစ်သွားနိုင်တယ်နော်ဒီအဲ့ဒါကိုဆောင်ရက်ပုံဆောင်ရက်နေရာဖယဲသီးဘျူဟာနဲ့ဆောင်ရက်နေတဲ့ခါကျတော့ကျွန်တော်တက်မလို့ပျက်စီးနေပြီမကြခင်တက်မလို့တက်မလို့ကရင်းချိုင်သွားနိုင်တယ် အခုကျွန်တော်တို့ရဲ့မြို့ကြီးတွေအားလုံးလည်းကြံစီခံနေရပြီအခုတော့ဘယ်လောက်ထိကျွန်တော်တို့ဖြစ်သွားနိုင်တယ်လဲဆိုလို့ရှိရင်တိတ်မကြခင်မှာမြန်မာနိုင်ငံကိုသူတဝက်ကိုတဝက်ခွဲယူရမယ့်အခြေအနေတွေရှိလာပြီဆိုလို့ကျွန်တော်ကဒီပေါ့နော်ဦးမင်းအွန်လိုင်းနဲ့ဒီတက်မလို့ကဒီဘချမ်းကအုတ်ချုပ်ဟာတပုံကဒီဘချမ်းအုတ်ချုပ်ဆိုတော့အဲ့လိုမျိုးနေလို့ရရင်တော့မှသူကနေမဲ့ပုံကိုဒီတိုင်းမဲ့လေစီသူရတပုံကသူ့ကိုအရှင်ထားမှာမဟုတ်ဘူးနော်တက်မလို့ကိုစက်တိုင်နေဦးမှာဖြစ်တယ်အဲ့တော့အခုလက်ရှိအခြေအနေမှာ ပြန်ပြီးတော့ကြာသွားတဲ့မြို့တွေပြန်ရဖို့တော့ဘယ်တော့မှမစဉ်းစားနဲ့မရတော့အဲထို့တူပဲကျွန်တော်တို့နောက်ထပ်တို့တွေရှေ့ဆက်ပြီးတော့ဘယ်လောက်ထိကျွန်တော်တို့တမလို့ရိုင်းနေတော့တုံနိုင်မလဲဆိုတာပဲကျွန်တော်စောင့်ကြည့်ရမယ့်ပုံစံမျိုးဖြစ်နေအဲ့လိုမဖြစ်ဖို့ကဘာလို့ရမလဲဆိုရင်ပုတ်ဖြတ်ပြီးပါ ပုတ်ဖြတ်ပြီးပို့လို့နေပြီအတူပေါက်ရရေးရရေးတဲ့တည်း အခြေအနေကနောက်ဆုတ်ပေးရတာပါအင်းစစ်တပ်ကအရေးအတွက်အားများတာ ရေးချင်းမရှိဘူးအဲ့ဒါကကိုမောင်တိလာတယ်အင်းအဲ့တော့စစ်တပ်မှာအခုတခြားတစ်ခုကတော့စစ်တပ်မှာစစ်တပ်တော့စစ်သားပါဗျာစစ်သားဆိုရင်သီးသီးလေးရောက်ပါမြောက်စီရေးရရင်ဆိုင်တဲ့ခါမှာရင်ဆိုင်အများကြီးရင်ဆိုင်အောင်ပါပါနော်အဲဒါပေမဲ့လည်းမြန်မာနိုင်ငံပြည်စည်းရင်ခင်ဗျားတို့လည်းပြည်စည်းမှာပါပဲထားပါတော့ဗျာမြန်မာနိုင်ငံမှာတပ်မတော်ကြီးမရှိရင်မြန်မာနိုင်ငံကိုဘယ်သူအုပ်ချုပ်မလဲအာခင်ဗျားတို့စဉ်းစားမိရလား သူလူငါတမင်းနဲ့အခုခင်ဗျားတို့ဒီ NUG လက်အောက်မှာတော့မှပဲဒီပါကာဖားနေနော်ဆိုတာအဆင်ပြေတာမဟုတ်ဘူးဒေသခံ PDF ကတမျိုးပါကာဖားတမျိုး NUG ကိုမယုံကြည်တဲ့အဖွဲ့ကတမျိုးဒီ AA နဲ့ပေါင်းမဲ့အဖွဲ့ကတမျိုးနော်တရားနယ်နေရဲ့ပေါင်းမဲ့အဖွဲ့ကတမျိုးဟာတခါတည်းမြန်မာနိုင်ငံစုပ်ပြတ်တက်ပြီးတော့တိုင်းသားနယ်မြေတွေဆိုလို့ရှိရင်စုပ်ပြတ်တိုက်နိုင်ငံတစ်ခုလုံးခွေးဖြစ်သွားမဲ့အရေးမို့လို့ကျွန်တော်တို့ကတက်မတော်ကိုတက်မတော်နဲ့ရက်တည်တာဖြစ်တယ်တက်မတော်ကိုချစ်ချင်းဆိုတာလည်းဆိုရင်နိုင်ငံကိုချစ်ချင်း နိုင်ငံမှာဘာဖြစ်လာမယ်ဆိုတော့ကျွန်းရင်သိနေတယ်တမလို့မရှိလို့ရှိရင်အဲ့ဒီဖြစ်လာတဲ့ပြဿနာဟာအခုလက်ရှိဖြစ်နေတဲ့ပြဿနာလဲဆယ်ဆဆိုးတဲ့အတွက်ကြောင့်မလို့တမလို့မပြည့်စည်သေးခြင်းမပြည့်စည်သေးခြင်းအတွက်ကြောင့်မလို့တမလို့မှာမတမလို့မှာဖျဲသေးလို့ဖြစ်နေတဲ့မင်းအောင်လိုင်းနဲ့သူမိမတော့ထွက်ရမယ်နော်နားဖို့လိုပြီအခုအခုဆိုကြည့်ဗျာနော်သူ့လက်ထက်မှာတိုးတက်လာဆိုလို့ငွေကြီးဖောင်းပွားမှုတွေတိုးတက်လာတယ်နောက်ဆိုကျွန်တော်တို့ဒီຢາດູດີဆိုແລະພ້ອມປ່ອນນະຫົວວ່າບໍຈົກຫນີວິນສາບໍຈົກຕິດຂຍາຕິດອອກເບິດຊິເດນາ ခုကဖောင်းပွားမှုဆိုတာဘာလို့ဆိုလဲဆိုရှင်ပိုက်ဆံကပိုက်ဆံတစ်ချက်ပဲရှိတော့ညာလည်းပဲဝယ်ဝယ်လို့ချမ်းလို့ရနေတယ်ဒါကဖောင်းပွားလို့မခေါ်ဘူးပိုက်ဆံကနော်တစ်ချက်ပဲရှိတယ်ဒါပေမဲ့အများကြီးဝယ်လို့ရတယ်ဖောင်းပွားခြင်းလို့မခေါ်ဘူးအထုတ်တူပဲပိုက်ဆံ100ရှိတော့ညာလည်းပဲဘာမှဝယ်လို့မရလို့ရှင်ဒါပိုက်ဆံဖောင်းပွားခြင်းပဲထုတ်တူပဲယာတူလည်းဒီလိုပဲခင်ဗျားတို့အထက်မှာချွေးသိက်ခံတာရတဲ့ဘုံမှုဘုံချုပ်တယ်ခင်ဗျားတို့ကိုယ်တိုင်လည်းသိဖို့လိုတယ်အဲ့ဘာလို့ဆိုတော့ခင်ဗျားတို့ကအာယာတူလေးပေးလိုက်လို့ရှင်ခင်ဗျားတို့ကနတ်နေခြင်းတာ ။ဟာဘုံချုပ်ရာလူတွေပေးလိုက်တာဘာမှမဟုတ်ဘူးခင်ဗျားတို့ချွေးသိမ့်ထားတာ။အဲ့တော့ဟိုပတ်စံတစ်ချက်ကလည်းတရားဖြတ်တရားဖြစ်လာတော့ညာလည်းပဲဒီတရားဘာမှတုံးစားလို့မရရင်ဒါဟာငွေကြီးဖောင်းပွားခြင်းပဲဖြစ်တယ်။ထို့တူပဲရာလူတွေတူလို့ပဲခင်ဗျားတို့ကဘုံချုပ်၄၅6ရောက်9ရောက်လောက်ဖမ်းပြီးခန့်လိုက်တယ်။ချွေးသိမ့်ခွတ်တယ်။ဘုံချုပ်တို့ဘုံချုပ်ပဲ။သို့ပါတော့ညာလည်းဘုံချုပ်တစ်ယောက်တည်းနဲအခုဘိုးချုပ်ခုနှစ်ယောက်ခင်ဗျားတို့ယာလူတွေမှာခင်ဗျားတို့ဘာလုပ်လို့ရလဲเนาะဘာလုပ်လို့ရလဲဘာမှလုပ်လို့မရရင်ဒါခင်ဗျားတို့ဒါယာလူဖောင်းပွတာပဲ ယာလူတွေဖောင်းပွားမှာပေါ့သူကိုယ်ကအရှိရဆင်းမှမဆင်းကျင်တာသူကိုယ်ကယာလူကမဆင်းကျင်ကျွန်တော်ကဒါမျိုးပြောလို့ရှိရင်လည်းဥမဲအောင်လောင်ထောက်ခံတဲ့သူတွေကကျွန်တော်ကိုဆဲဆူကောင်းဆဲဆူနိုင်တယ်ခင်ဗျားကိုစဉ်းစားကျွန်တော်မှားတယ်ဟဲ့ဆိုရင်ခင်ဗျားကိုအချက်လက်ထောက်ပြကျွန်တော်အချက်လက်ထောက်ပြပြသူဒီသူကာကျုတ်တတန်းကလည်းကုန်နေပြီကာကျုတ်တတန်းကုန်လဲသူမဆင်းဘူးနောက်တစ်ခုကသူ့ရဲ့ပင်စင်တတန်းလည်းကျော်နေပြီပင်စင်တတန်းရောက်ရင်ဆင်းရတာပါ ပိတ်ဆင်သက်တမ်းလည်းမဆင်ဘူးဥပဒေကိုသူလို့သူလို့သူလက်တလုံးချလုပ်တယ်ဒီနှစ်ခုမှလည်းခင်ဗျားတို့ကတည်တင်နေပြီအဒီထက်ပို့ပြီးတော့သမရရာဒူလည်းထပ်ယူသေးတယ်သမရရာဒူလည်းထပ်ယူသေးကြည်ဘယ်နှစ်ခုရှိပြီလဲနော်ကာလုံဆိုလို့ရှိရင်လည်းသက်တမ်းတွေလက်တလုံးချပြီးတိုးတိုးနေတာခင်ဗျားတို့သွားကြည့်လိုက်အဲ့တော့ဒီရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ဒီခြေခံဥပဒေဆိုတာသူ့ဘဝဖြစ်တယ်အဲ့တော့ဒီခြေခံဥပဒေနဲ့ရွေးကောက်ပွဲကိုလည်းသူ့အနေနဲ့ကဟိုမွေးမသိတော့မကျိုးလွတ်ထားတာ အောင်မြင်သွားမှသူကိုယ်တိုင်ကြောက်တယ်သူကိုယ်တိုင်ကြောက်ကြောက်တာဗောဗျာခင်ဗျားတို့ကလည်းသူ့ကိုသူကိုယ်တိုင်လောကသူများကိုဗန်မှုပေးတာလေအသူຢာတို့ကဆင်းသွားသူ့ကိုဗန်မှုပေးတယ်အများကြီးပဲအဲ့တော့ဘလိုပဲဖြစ်ဖြစ်သူဒီຢာတို့သူ့အတွက်အလုံးချုံတော့ကာချုပ်ຢာတို့ပဲတမရຢာတို့တော့မလုံးချုံဘူးသူကဆင်းပြေးရမှာအဲ့တော့ခင်ဗျားတို့အဲ့ဒီဘုံချုပ်တွေကလည်းຢာတို့လေးတွေပေးတဲ့ခါကျတော့ဟုတ်တယ်နော်ဝင်ကြီးတဲ့ဝင်ကြီးဆိုလို့ရှိရင်ဒုဝင်ကြီးပဝင်ကြီးတဝင်ကြီးတွေလောက်နေသေးတာခင်ဗျားတို့အဲ့ဘာမှမဟုတ်ဘူးချွေးသိမ့်နေတယ် မန္တကယ်ကသူသွားရင်နောက်ထပ်ဥဆိုးဝင်တက်မယ်ဥဆိုးဝင်သွားလို့ရှိရင်နောက်ထပ်သူတက်မယ်ဒါဘာမှမဆိုတော့သွေးလေပတ်မှုကောင်းသောခန္ဓာကိုယ်ထားပါတော့ခင်ဗျားတို့စားတယ်အဝင်းချုပ်နေလို့ရှိရင်ခင်ဗျားတို့သိတတ်တယ်မလားဝင်းချုပ်ပါများလို့ရှိရင်ကျန်းမာရေးမကောင်းဘူးဝင်းရဝင်းရနေစားဝင်းလုံးကောင်းရင်ကောင်းမခဲဘူးဟဲ့လားအဲ့တော့တကောလုံးတကောရေးကျန်းမာရေးလည်းအကုန်လုံးကောင်းဖို့လိုတယ်ကြောင်းကောင်းမှုကဘာလဲဆိုတော့ဝင်းရအရေးကြီးဝင်းဝင်းကောင်းဖို့ဟာဘာအရေးကြီးလဲဆိုလို့ရှိရင်ဟိုဘယ်လိုခေါ်မလဲဆိုတော့ဝင်းကဝင်းချုပ်နေလို့မရအောင်အထွတ်တူပဲ ခမောက်တက်မတော်မှာလည်းဒီလိုပဲဝင်းကောင်းမှာခေါင်းမခဲမှာဆိုလိုချင်တာကတက်မတော်မှာနားတဲ့သူလည်းနားလာတဲ့သူလည်းလာအားလုံးကသွေးသစ်လဲပြီးတော့ခန်းတက်မတော်ကြီးကလဲပတ်နေမှာအခုတော့အရှိမတရားကတင့်နေခါကျဘိုလ်ချုပ်က900လောက်ဘိုလ်ချုပ်ရာလူက900လောက်ထက်တက်ပါလားနော်အဲဘယ်လိုခေါ်မလဲဆိုတော့ညီကိုတရားလည်းထက်တိုးလာတယ်ဟုတ်လားဟိုဝင်းကြီးတွေကထက်တိုးလာတယ်အဲ့တော့ဒီကြားထဲမှာကလန်ကစားလုပ်တဲ့ကောင်တွေအကုန်လုံးကတော့ယာတူးတွေကဖြုတ်ခံလိုက်ရတယ်။ဘာမှမမနေရမပေးနိုင်လို့ဖြုတ်ပဲဖြုတ်ပြတာ။ဖြုတ်ချင်လို့ဖြုတ်တာမဟုတ်ဘူး။အဲ့တော့ ညီကောင်မောင်နှမများတို့နိုင်ငံမှာမပြက်စည်းဖို့အတွက်ကအရန်ကိုရည်ကြည်ခုလက်ရှိအချိန်တွေကဖြစ်ချင်တိုင်းဖြစ်ပြက်ချင်တိုင်းပြက်နေတဲ့အချိန်တွေမျိုးလို့ကျွန်တော်တို့ပြောနေရတာကျွန်တော်သိခံခဲ့တယ်၄နှစ်ပြင်ပါစေပြင်ပါစေအခုလက်ရှိအချိန်မှာတော့ကျွန်တော်တို့အဲကျွန်တော်ဆုံးတော့ theory အတိုင်းပဲဗျာနော်စစ်တပ်တွေကိုစစ်တပ်ကိုဖြိုခွဲဖို့ဝင်လာတာအဲထို့လူပဲသူမိမရခိုင်မကလည်းရခိုင်ပြည်နယ်ရဖို့အတွက်စစ်စီးတွေတက်ရှုထားတာနော် အဲ့တော့မိသားစုသူစုအောင်တတ်ရှုထားတဲ့ပုံစံမျိုးတွေဖြစ်နေအထုတူရှင်ထမ်းမှာတိုက်နေတဲ့စစ်တီတွေအားလုံးကတိုက်နေတကယ်တကယ်ပြတ်သားဖို့ဆောင်ရွက်ဖို့ကြတော့မလုပ်တဲ့ခါကျတော့ရှင်ထမ်းတိုက်နေကောင်းလားယူလာကွာတက်မလို့သားတွေကယူလာအောက်မှာတကယ်တိုက်နေရနော်ရှင်ထမ်းမှာဘဝတွေပြတ်တက်မလို့သားတယောက်တည်လို့ရှိရင်သူ့ရဲ့မိသားစုကိုလည်းဘလောက်ထိကြေကွဲရလဲကိုမိသားစုမဟုတ်လို့လားအဲ့တော့စစ်တင်အင်အားတထောင်တည်လို့ရှိရင်မိသားမိထားတော့မိမနော်သူ့ရဲ့ဇနီးမယားတထောင်လောက် ိမ်ပြန်လာဖို့ညွှန်တယ်ခင်ဗျားတို့အိမ်ပြန်ခြင်းကသူတို့လည်းပြန်ခြင်းတယ်သူတို့မိသားစုသူတို့ရဲ့အမျိုးသားတွေပြန်လာမှသူတို့ညွှန်နေတယ်နော်အဲ့တော့ခင်ဗျားတို့လည်းပခုံးတစ်ဖက်ကြာကောင်းပတ်လူဟာလူချင်းပြခင်ဗျားတို့အတ္တမှာချက်အတ္တမှာပဲဟိုဘရိုမန်တန်ဖို့ရှိတယ်ခင်ဗျားတို့မိသားစုမှာပဲတန်ဖို့ရှိသလားခင်ဗျားတို့စဉ်းစားစစ်မတိုင်လည်းမတိုင်နဲ့ရှုံးပေးလိုက်ဘာမှမဖြစ်ဘူးအောင်မြင်သားနဲ့တတိရှိရှုံးပေးလိုက်တိုက်မဟိဆိုစစ်ကိုစစ်နဲ့တူအောင်တိုက်အဲ့တော့စစ်ကိုစစ်နဲ့တူအောင်လည်းမတိုက်ဘူး အဲတိုက်တဲ့ခါကျတော့အရှိရတိုက်တဲ့ကောင်တိုက်အသေးခံအငတ်ခံသိရမလားဒါခါလဲကျွန်တော်တို့ကုန်းချမ်းတို့ဘောက်တိုက်တဲ့အချိန်မှာစက်သားတွေတော့စွန်းပေးပေါ့ဗျာတော့ရေမရှိလို့ရှိရင်တွေ့ရရှိကိုတောက်ရဘယ်ရေလဲတော့ကျွန်တော်မမေးတော့အဲ့လိုသူအငတ်ခံပြီးစစ်တီတွေကတိုက်ဒါတိတ်မကြဘူးဒါခါလဲဇွင်းနေမညီနိုင်မယ်နဲ့ပြတဲ့ဘုံကပြတ်သားသားဆိုပြပြတ်သားသားနှိမ်နေလားဆိုတော့ပြတ်သားလည်းမနှိမ်နေဘူးအောက်ကတိုက်နေကောင်တွေယူနေလားယူနေမဟုတ်ဘူးကချင်းနဲ့တိုက် KI နဲ့တိုက်တယ်မှာမိုင်းကြားရန်တို့ဒေါ်ဖုန်းရန်တို့ဟုတ်လား ဒီဘယ်ခေါ်မလဲ license ဖို့တော့အဲဘာလို့ဆိုလိုင်စာတော့လာကြည့်တာကိုစစ်တီရအောက်မှာတစ်ခါလေ AA နဲ့အသေးကြီးတိုက်တယ် AA စုဖွဲ့နေရတယ်တကယ်ပွဲတော်တွေကျင်းပနေတယ် AA ဌာနချုပ်နေရတယ် AA စီးပွားရေးစဉ်ညာနေရတယ်ဒါတွေကြတော့သူတိုက်ခိုင်းမှုမရှိဘူးအဲ့တော့တိုက်နေရကောင်းတဲ့အယူတွေလားယူရမှာဘူးเนาะအထုတ်တူပဲပေါ့ဗျာเนาะစစ်ကိုစစ်နဲ့တူအောင်လဲပြပြတတမတိုက်ဘူး ဘာလုံနေလို့ဘာလုံနေမှမသိတဲ့အခြေအနေမျိုးတွေဖြစ်နေတာအောက်ခြေစသားတွေအကောင်လုံးကယူနေမှာပေါ့အဲ့တော့ဘာပြောရမလဲဆိုလို့ရှိရင်တော့ဒါခင်ဗျားတို့လုပ်ရကျွန်တော်မှားလို့ရှိရင်ခင်ဗျားထောက်ပြနိုင်တယ်ဘယ်အချက်ကမှားနေလဲခင်ဗျားအစဲတလောနေတော့မရဘူးနော်ဟိုစစ်တပ်အားပေးထောက်ခံသူများကျွန်တော်လည်းစစ်တပ်အားပေးထောက်ခံသူပဲနော်တက်ကျွန်တော်နိုင်ငံအားပေးထောက်ခံတာဒီ PDF ဒီအကြမ်းဖက်ဒီဘယ်ကောင်လဲဆိုတော့ဒီ ဟိုနိုင်ငံရေးပုံမသိကိုမသိတဲ့နိုင်ငံဖြတ်စည်းနေအုပ်စုကတော့ကျွန်တော်စကားတွေကိုထည့်ပြောနေတာမဟုတ်တော့အခုချက်လက်ရှိအချိန်မှာအကျွန်တော်တက်မတော်ကိုပြင်ဆင်ရမယ်တက်မတော်မှာပြင်သင့်တာတွေပြင်ရတော့မယ်ဆိုလိုချင်တယ်တက်မတော်မှာကိုမလုံနိုင်လုံနိုင်တဲ့သူကိုဟိုကျွန်တော်တို့ဥပဒေပြုပြီးတော့ပြည်သူစစ်ဆိုတဲ့ပြည်သူစစ်ကြီးစားစစ်ဆိုတဲ့ကြီးစားစစ်တိုက်ရိုက်နော်လုပေးပိုင်ခွင့်လုပေးမှုတွေလိုအပ်လာပြီကိုလည်းမထိန်းသိမ်းနိုင်မစောင့်ရှောက်နိုင်စောင့်ရှောက်တဲ့သူကနောက်ကကျိုးတုတ်တာတော့ ဖျဲသည်ပြူဟာဖြစ်နေပြီပေါ့ဟုတ်တယ်မလား